အားလုံးပဲမင်္ဂလာပါခင်ဗျာအဲကျွန်တော်ရဲ့ပုံမှန်တင်ဆက်ပေးနေကြဖြစ်တဲ့ knowledge sharing session လေးကနေမိတ်ဆွေတို့အားလုံးကိုပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်အနေနဲ့မိတ်ဆွေတို့လုပ်ငန်းတွေအတွက်ဒီအကျိုးတစုံတရာရရှိစေနိုင်မဲ့ marketing နဲ့ပတ်သက်တဲ့ knowledge sharing လေးတချို့ကိုကျွန်တော်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အရင်တစ်ပတ်က ဒီ marketing ရဲ့ definition လေးတွေကိုကျွန်တော်တို့နားလည်သလိုလေးဒါလေ့လာခဲ့ကြရတယ်ပေါ့เนาะအဲ့တော့ဒီထဲမှာကျွန်တော်ကကိုယ့်ရဲ့ကိုယ်ပိုင် marketing definition အနေနဲ့ marketing ဆိုတာကိုယ့်အချက်နဲ့အရာရာကိုအကောင့်တိုင်းဖြစ်စေရမယ်လို့အဲဒီအဲတတ်မှတ်ထားခဲ့တယ်ပေါ့เนาะအဲ့တော့ဟိုစာဆန်ဆန်ပြောရရင်တော့ marketing ဆိုတာကျွန်တော်တို့ဟို competitor တွေဈာထဲမှာပေါ့เนาะကျွန်တော်တို့ရဲ့လုပ်ငန်းတူတနည်းအားဖြင့်ကျွန်တော်တို့ရဲ့ပြိုင်ဘက်တွေဈာထဲမှာမှာကျွန်တော်တို့ရဲ့ကွန်ပစ္စည်းကိုကျွန်တော်တို့ရဲ့ဝန်ဆောင်မှုကိုဘာကြောင့်ရွေးချယ်ရမလဲဆိုတဲ့မေးခွန်းကို ဖြည့်ဖို့ကြိုးစားတာဒါ marketing လို့ကျွန်တော်တို့နားလည်လို့ရပါတယ်အဲ့တော့အရှိမကျွန်တော်တို့ marketing ရဲ့ဒီအဓိပ္ပာယ်နဲ့ marketing ပြုလုပ်လို့ရှိရင်ရရှိမယ့်အကျိုးကျေးဇူးတွေအကြောင်းကိုကျွန်တော်တို့ဒီလေ့လာသိရှိခဲ့ကြရတယ်ပေါ့နော်အဲ့တော့ဒီနေ့မှာကျွန်တော်ပြောပြခြင်းတဲ့အကြောင်းအရာလေးကအဲ့လို marketing နေလောက်တိုင်းရော marketing နေလောက်ရင်ရောကျွန်တော်တို့လုပ်ငန်းကတေချာပေါ့ရောင်းအားတွေတက်မှာလားရောင်းရမှာလားဆိုတော့ဒီမေးခွန်းလေးပါပဲပေါ့နော် ဲ့တော့အရင်ရက်ကကျွန်တော်တို့ဒီ put တစ်ခုလေးတွေ့လိုက်တယ်ပေါ့နော် group group တစ်ခုမှာကျွန်တော်တို့ put လေးတစ်ခုကိုတွေ့လိုက်တယ်အဲ့ဒါဘာလဲဆိုတော့အဲသူ့အနေနဲ့ကလုပ်ငန်းတစ်ခုကိုစတင်ထူထောင်ထားပြီးတော့အဲ့လုပ်ငန်းအတွက်ဒီ online ပေါ်ကနေပြီးတော့ content marketing service ရဲ့ဒီ boosting service ကယူလိုက်တာကျွန်တော်တို့အဲငွေခွန်သိန်းနီးပါးလောက်ပေါ့နော်ကုန်ကျသွားတယ်ပေါ့ကုန်ကျသွားပြီးတော့ပစ္စည်းကတော့မရောင်းရဘူးဆိုတော့အဲဒီဒီ port လေးတစ်ခုကိုကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့ဒါနဲ့ဆက်ဆက်ပြီးတော့စဉ်းစားလို့ရတာက ဟို marketing ဒီလောက်တိုင်းရောကျွန်တော်တို့ရောင်းအားတွေတေချာပေါက်တက်မှာလားဆိုတော့ဒီမေခွန်းလေးကိုပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ဒီဒီနေ့မှာတော့အဖြေရှာကြည့်ကြရအောင်ပေါ့နော်ပြီးအဲ့တော့ကျွန်တော်တို့ပထမဦးဆုံးဒီ marketing ကောင်းတိုင်းရောင်းရလားမရောင်းရလားဆိုတာကို အဖြေမရှာကြည့်ခင်မှာကျွန်တော်တို့လူတွေဘာကြောင့်မို့လို့ဒီဝယ်ယူမှုတွေပြုကြတယ်လဲဆိုတဲ့အပိုင်းလေးကိုကျွန်တော်တို့တစ်ချက်သွားပြီးတော့လေ့လာကြည့်လိုက်ရအောင်ပေါ့နော်အဲ့တော့လူတွေကဘာကြောင့်ဝယ်ယူမှုတွေပြုကြတယ်လဲဆိုလို့ရှိရင်သူတို့မှာအတော်မတက်နိုင်တဲ့လူဝင်ဆန္ဒတွေရှိတယ်ပေါ့နော်ဒါကကျွန်တော်စာဆန်ဆန်လေးပြောလိုက်တာပေါ့အဲ့တော့လူတွေမှာလူဝင်ဆန္ဒတွေတနည်းအားဖြင့်လိုအပ်ချက်တွေလူဝင်ဆန္ဒတွေရှိတယ်ပေါ့လိုအပ်ချက်ဆိုတာကတော့ကျွန်တော်ပုံမှန်အားဖြင့်ဆိုလို့ရှိရင်လူတယောက်ရည်တည်နေထိုင်နိုင်မှုအတွက်ရှင်သန်နိုင်မှုအတွက်ကကျွန်တော်တို့ ဒီစာဝတ်နေရေးဆိုတဲ့အရေးတုံးမှလိုအပ်တယ်ပေါ့နော်အဲအဲ့ဒီဟာတွေပြည့်ဝသွားတဲ့နောက်မှာလူတွေကကျွန်တော်တို့ဖြောပြေးရေးတို့တခြားသောလူမှုရေးတို့ဂုံပကာသနာတို့အစရှိတဲ့ပြင် social status တွေပေါ့အဲ့လိုမျိုးတွေကိုသူတို့ကရရှိရယူပိုင်ဆိုင်ကြတယ်လူတော်တွေဝင်ဆန့်ကျင်တာတို့အဲဒါမျိုးတွေရှိရေပေါ့နော်ချစ်ချင်းမေတ္တာတွေဒီရယူကျင်တာတို့ဒါမျိုးတွေရှိတယ်အဲ့ဒီလိုရယူခြင်းနဲ့အတွက်ကြောင့်မလို့သူတို့တွေကဝယ်ယူမှုတွေပြုကြရတယ်ပေါ့နော်ကျွန်တော်တို့ဝယ်ယူခြင်းတွေပြုကြရတယ်အဲ့လိုဝယ်ယူမှုပြုတိုင်းပြုတိုင်းမှာကျွန်တော်တို့ကဒီ transition တစ်ခုအများကြီးဖြစ်တယ်ပေါ့အဲ့တော့ ဒီဘာယာလို့ခေါ်တဲ့ဝယ်ယူသူတွေဘက်ကနေပြီးတော့ဝယ်သူတို့ရဲ့လူဝင်ဆန္ဒတွေဖြည့်ဆည်းဖို့အတွက်ကိုဝယ်ယူမှုတွေပြူတိုင်းပြူတိုင်းမှာကျွန်တော်တို့က transition ဖြစ်တယ်ပေါ့နော်အရောင်းဝယ်ဖြစ်တယ်အဲ့တော့အဲ့လိုဖြစ်တိုင်းဖြစ်တိုင်းမှာဒီဝယ်ယူသူတွေဘက်ကနေပြီးတော့ကျွန်တော်တို့က spending လို့ခေါ်တဲ့သူတို့ရဲ့ငွေကြေးကိုသူတို့လိုချင်တဲ့ပစ္စည်းစားပစ်တွေနဲ့လဲလှယ်ဖို့အတွက်အသုံးပြုကြရတယ်တစ်ဖက်မှာကျွန်တော်တို့ရောင်းသူတွေဒီဆယ်လာတွေဘက်ကကြတော့ဒီလိုဝယ်သူတွေဘက်ကလိုချင်တဲ့ပစ္စည်းတွေဝန်ဆောင်မှုတွေကိုထုတ်ပေးရတဲ့အတွက်ကြောင့်သူတို့က အန်းင်းလို့ခေါ်တဲ့ဝင်ငွေရရှိကြတယ်ပေါ့အဲဒါလေးကကျွန်တော်တို့ဒီ sales transition လေးတခုဖြစ်ဖို့အတွက်ကိုကျွန်တော်တို့ရောင်းသူနဲ့ဝယ်သူဒီနှစ်ဦးရဲ့အဲဒီလုပ်ငန်းဆောင်တာလေးတွေကိုကျွန်တော်တို့အနေနဲ့ဒါလေ့လာခဲ့ကြတာပေါ့နော်အဲ့တော့လူတွေမှာကျွန်တော်တို့ဝယ်ယူရတဲ့အကြောင်းရင်းကသူတို့ရဲ့လိုအင်ဆန္ဒတွေအဲလိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့အတွက်ကျွန်တော်တို့ဒီသူတို့ရဲ့ငွေငွေတွေကိုတုံးဆွဲကြရတာပေါ့နော်အဲ့တော့ ဒီပုံမှန်အဖြစ်တော့အခြေခံကျွန်တော်တို့ဒီ basic need အနေနဲ့စာဝတ်နေရေးဆိုတဲ့ဒီအရေးသုံးပါးကိုဖြည့်ဆည်းဖို့အတွက်ဝယ်ယူမှုတွေပြုကြရတယ်။အဲ့ဒါတွေကိုကျွန်တော်တို့ပြေဝသွားပြီဆိုလို့ရှိရင်တခြားတခြားတော့ကျွန်တော်တို့ရဲ့ဒီလူမှုရေးအဲလူဝင်လူလူဝင်ဆက်မှုပေါ့နော်။တခြားကြတော့ဖျော်ဖြေရေးအဲကိုယ့်ရဲ့ဒီတခြားတခြားတော့အတော်မတက်နိုင်တဲ့လူဝင်ဆန္ဒတွေပေါ့။ဥပမာဗျာမိတ်ဆွေရစပိန်ရှိရဆိုလို့လို့ရှိရင်စပိန်ကနေမှကျွန်တော်တို့ကားပြောင်းစီးကျင်တာမျိုးအဲကျွန်တော်တို့ဒီ ထမင်းစားနေရာနေပြီးတော့ပုံမှန်ထမင်းစားလို့ရနေရာနေပြီးတော့ပေါ်ဆန်းဆန်ထဲမှာစားကျင်တာမျိုးအဲနောက်ပြီးတော့ကျွန်တော်တို့ဒီတာမန်ဖုံးတစ်လုံးကင်ထားနေရာနေပြီးတော့မှာကျွန်တော်တို့ဒီ iPhone ကိုအဲကင်ကျင်တဲ့ဆန္ဒဖြစ်ပေါ်လာတာမျိုးအဲ့လိုမျိုးအတော်မတတ်နိုင်တဲ့လိုဝင်ဆန္ဒတွေကြောင့်တို့ကတို့ရဲ့ဒီငွေတွေကိုအသုံးပြုကြတယ်ပေါ့နော်အဲ spending လုပ်ကြတယ်ပေါ့အဲဒါလေးကိုကျွန်တော်တို့အဲ သိရှိအောင်ကျွန်တော်တေချာလေးလေ့လာထားကြည့်လို့ရှိလို့ရှိရင်လူတွေကဒီလိုအချက်တွေကြောင့်မို့လို့သူတို့ရဲ့ဝင်ငွေဝင်ငွေတွေကိုတုံအုံပြုကြတယ်ဝယ်ယူကြတယ်ဆိုတာလေးကိုကျွန်တော်တို့ဒါလေ့လာသိရှိသွားမှာပဲဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့အခုတစ်ခါမှာတော့အမ်ကျွန်တော်တို့ရဲ့ marketing ကောင်းရင်ရောင်းရဖို့တေချာလားဆိုတဲ့မေးခွန်းလေးကိုဒီနေရာမှာကျွန်တော်အမြင်လေးတချို့နဲ့မျှဝေပြီးတော့ပြောပြပေးသွားပါမယ်။အဲ့ဒါကတော့ကျွန်တော်တို့ marketing ကောင်းတိုင်းရောင်းရဖို့တေချာလားဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ မတေချာဘူးလို့ပဲဒါအကျန်းအဖြစ်ကျွန်တော်တို့ဒီတတ်မှတ်ထားရဲပေါ့နော်ကျွန်တော်အနေနဲ့အဲ့လိုလေးမြင်မိပါတယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ကအခုနပြောခဲ့တဲ့ကျွန်တော်တို့ဒီ sales transition ပေါ့အယောင်းဝယ်တစ်ခုဖြစ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ business environment လို့ခေါ်တဲ့ကျွန်တော်တို့အဲဒီအယောင်းဝယ်လုပ်နေတဲ့ environment ကြီးကကျွန်တော်တို့ hr နဲ့ internet ပေါ့နော်ကျွန်တော်တို့ရဲ့အတွင်းပိုင်းနေအပြင်ပိုင်းနေ business environment လို့ခေါ်တဲ့စီးပွားရေးရုံးကြီးရဲ့အပြင်ပိုင်းဆိုင်ရာရောအတွင်းပိုင်းဆိုင်ရာရောဒီနှစ်ခုသလုံးက ်ဟန်ချက်ညီညီနဲ့ကျွန်တော်တို့ကောင်းမွန်တဲ့ environment ဖြစ်နေဖို့ဒါလိုအပ်တယ်ပေါ့နော်မဟုတ်လို့ရှိရင်ကျွန်တော်တို့မိတ်ဆွေသိပါလိမ့်မယ်အခုလိုကျွန်တော်တို့ဒီကျွန်တော်တို့နိုင်ငံရဲ့အခြေအနေနဲ့အမျိုးမျိုးသော crisis တွေကြားထဲမှာဆိုလို့ရှိရင်ဒီတစ်ဖက်ကဝယ်သူတွေရဲ့ဘိုင်းင်းပါဝါလို့ခေါ်တဲ့ဝယ်ယူနိုင်စွမ်းတွေဟာဒါအနည်းနဲ့အများဆိုသလိုရော့ကျနေမယ်ဆိုတာဒါမိတ်ဆွေလည်းသိပါလိမ့်မယ်အဲ့တော့ဒီလိုမျိုးကျွန်တော်တို့ဘက်ကဘလို့ပဲ product တွေကောင်းကောင်းဘလို့ပဲ service တွေကောင်းကောင်းနောက်ပြီးတော့ဒီ product service တွေကို marketing ကောင်းကောင်းနဲ့ဘလို့ပဲကြော်ညာတွေလုပ်လို့တစ်ဖက်က ဒီဝယ်ယူသုံးဆွဲမဲ့ဒီဆက်ဒီဘာယာတွေဘက်ကပေါ့နော်ဝယ်ယူသုံးဆွဲမဲ့ကျွန်တော်တို့ရဲ့ဘာယာတွေမှာဒီဘိုင်းရင်ပါဝါတွေကရော့ကျနေမယ်ဆိုလို့ရှိလို့ရှိရင်ဝယ်ယူနိုင်စွမ်းတွေရော့ကျနေမယ်ဆိုလို့ရှိလို့ရှိရင်ကျွန်တော်တို့ marketing လောက်တိုင်းရောင်းရဖို့မတည်ကြပါဘူးအဲ့တော့ဒါဘာလို့ဆိုလို့ကျွန်တော်လည်းဆိုလို့ရှိရင်ဥမာပြကျွန်တော်တို့ပဇွန်တုတ်ကြီးကျွန်တော်တို့စားလို့ကောင်းမှန်းသိတယ်အဲကျွန်တော်တို့ကစားလဲစားခြင်းတယ်ဒါပေမဲ့ဒီပဇွန်တုတ်ကြီးကိုစားဖို့အတွက်ကျွန်တော်တို့ကလက်လန်းမမီဘူးတနည်းအားဖြင့်ကျွန်တော်တို့မှအသုံးပြုစရာငွေကြေးမရှိဘူးဝယ်ယူနိုင်စွမ်းအားမရှိဘူး ဘိုင်းရင်ပါဝါတွေရော့ကျနေတယ်ပေါ့အဲ့လိုအခြေအနေမျိုးမှာဆိုရင်မိတ်ဆွေကပဇွန်တို့ကြီးကောင်းကောင်းဘလိုပဲတဖွဲတနှွဲ့နဲ့ပျော့ပျော့ကြော်ညာကြော်ညာတဖက်ကဒီဝယ်ယူသုံးဆွဲမဲ့လူကလည်းစားတောက်မဲ့လူကလည်းဒီပဇွန်တို့ကြီးကောင်းမှန်းတော့တည်တယ်သူ့မှာဝယ်ယူနိုင်တဲ့အင်အားမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ marketing တွေဘလောက်ပဲလုပ်လို့ဒါရောင်းရဖို့ကျွန်တော်တို့မတည်ကြဘူးပေါ့နော်အများကြီးရောင်းရမှာလည်းမဟုတ်ဘူးပေါ့အဲ့လိုမျိုးသဘောတရားလေးရှိပါတယ်အဲ့တော့ဒီနေရာမှာစောရကတက်စရာရှိလာတာက အဲ့လိုရောင်းရဖို့မတေချာဘဲနဲ့ marketing နေလုပ်နေတော့ကျွန်တော်တို့ဟိုဘာတွေအကျိုးရှိမှာလဲကျွန်တော်တို့လုပ်ငန်းအတွက်ကုန်ကြမ်းစိတ်တွေများလာတာပဲအဖက်တင်မှာမဟုတ်ဘူးလားလို့ကျွန်တော်တို့မေးခွန်းလေးတစ်ခုမေးစရာရှိတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာလည်းကျွန်တော်အမြင်ပြောရလို့ရှိလို့ရှိရင်ကျွန်တော်တို့က marketing ကိုကျွန်တော်တို့လုပ်တယ်ဆိုတာကိုကုန်ကြစိတ်ဆိုတဲ့ရှူတောင်းကနေကြည့်မယ်ဆိုလို့ရှိရင်တော့ဒါကကျွန်တော်တို့ရောင်းရသည်ဖြစ်စီမရောင်းရသည်ဖြစ်စီ marketing လုပ်တိုင်းလုပ်တိုင်းမှာကျွန်တော်တို့ကကုန်ကြစိတ်တွေအနည်းနဲ့အများတော့ဒါရှိတတ်တာတဘာဝပါပဲအဲ့တော့ ကျွန်တော်တို့ဒီ marketing ရဲ့ objective ပေါ့နော် marketing ရဲ့ရည်ရွယ်ချက်ကကျွန်တော်တို့ရောင်းရဖို့ကျွန်တော်တို့ကအများစုကရောင်းရဖို့ဆိုပေမဲ့လည်းတခြားသော shoot out အနေနဲ့လည်းကျွန်တော်တို့ဒီရှိနေသေးတာကိုမိတ်ဆွေအနေနဲ့ကျွန်တော်တို့အဲလေ့လာကြည့်လို့ရှိရင်သိနိုင်ပါလိမ့်မယ်အခု marketing လုပ်အခုချက်ချင်းရောင်းမနေရဘူးဆိုရင်တော့မှကျွန်တော်တို့ marketing လုပ်လိုက်တာကြောင့်တော့ကျွန်တော်တို့ရဲ့ဒီအလုံးစုံအကျိုးစီးပွားရုပ်ရွတ်မှုတော့ဒါသူကမဖြစ်စေပါဘူးအဲအဲ့ဒါကိုဘာလို့ပြောလို့ရတာလဲဆိုလို့ရှိရင်ကျွန်တော်တို့က marketing လုပ်တဲ့ ဒီကုန်ကျစရိတ်ကိုကျွန်တော်တို့အနေနဲ့ဒီ objective အမျိုးမျိုးနဲ့ကျွန်တော်တို့ကခွဲခြားပြီးတော့မှကျွန်တော်တို့ analysis လုပ်လို့ရတယ်ပေါ့နော်ခွဲခြားစိတ်ထားလိုက်လို့ရတယ်အဲ့တော့ကျွန်တော်တို့လုပ်ငန်းရဲ့ marketing လုပ်လိုက်တဲ့ကုန်ကျစရိတ်တွေကြောင့်ချက်ချင်းကြီးကျွန်တော်တို့လုပ်ငန်းမှာရောင်းအားကြီးဖြစ်မနေဘူးဆိုရင်တောင်မှဒီ marketing လုပ်လိုက်တာကြောင့်ကျွန်တော်တို့ရဲ့လုပ်ငန်းနဲ့ကျွန်တော်တို့ရဲ့ product service တွေအကြောင်းကိုတစ်ဖက်ကဝယ်ယူတုံးဆွဲကျင်တဲ့လူတွေဟာပို့ပြီးတော့သိရှိသွားပါလိမ့်မယ်အဲဒါကကျွန်တော်တို့အင်မတန်ကိုအကျိုးများစေတဲ့ကိစ္စတွေတွေကတစ်ခုပါပဲအဲ့တော့ ဟာမိတ်ဆွေရတတိထားကြည့်မိလားမသိကျွန်တော်တို့အရင်ခေတ်တွေတုန်းကဆိုလို့ရှိရင်ကျွန်တော်တို့လုပ်ငန်းအကြောင်းလူတီးဖို့အတွက်ကိုကျွန်တော်တီဗီတွေရေဒီယိုတွေသတင်းစာတွေအစရှိတဲ့ဖြင့်ကျွန်တော်တို့ဒီ channel ဒီ media တွေရနေပေါ့နော်ကျွန်တော်တို့ကိုပိုင်း media ဒီ channel မရှိတဲ့အတွက်ကြောင့်မလို့တခြားသူတွေရဲ့ media တွေရနေတဆင့်ကျွန်တော်တို့လုပ်ငန်းအကြောင်းကျွန်တော်တို့ရဲ့ product စားဖြစ်အကြောင်းကိုသွားပြီးတော့အခကြေးငွေပေးပြီးတော့မိတ်ဆက်ရလေရှိတယ်အဲ့တော့အိုက်ခစ်ကဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ့်ရဲ့ကုန်ပစ္စည်းကိုယ့်ရဲ့လုပ်ငန်းကိုယ့်ရဲ့ဝန်ဆောင်မှုအကြောင်းကိုတစ်ဖက်ကကျွန်တော်တို့ဒီအသုံးပြုတဲ့လူတွေတိဖို့အတွက်ကို ဒီမီဒီယာတွေရောက်အားကိုးပြီးတော့ကျွန်တော်တို့ကအာဒီလှုပ်ဆောင်ရတယ်ပေါ့နော်မာကတ်တင်းတွေလှုပ်ဆောင်ရတယ်အဲ့ခါမှာကုန်ကြမ်းစိတ်တွေအရင်ကြီးမားတယ်များပြားတယ်ပေါ့နော်အဲ့လိုများပြားတဲ့အလျောက်လေဒီကျွန်တော်တို့အချိုးရလက်ကိုပြန်ပြီးတော့တိုင်းတာနိုင်စွမ်းကတော်တော်လေးကျွန်တော်တို့နေပါတယ်ကျွန်တော်တို့လုပ်တဲ့မာကတ်တင်းတွေဒီထိရောက်လားမထိရောက်လားဆိုတာကိုတိတိကျကျတိတိကျကျကြီးကျွန်တော်တို့ဒီတိုင်းတာနိုင်ဖို့အတွက်ကိုကျွန်တော်တို့ကဒါခက်ခဲတယ်ပေါ့နော်ဒီနေ့ခင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ social media ရဲ့ကောင်းကျိုးနဲ့ဒီကျွန်တော်တို့ barrier ကိုကျွန်တော်တို့ကျော်လွှားနိုင်ခဲ့ပြီပေါ့နော်အခုဆိုလို့ရှိရင်ကျွန်တော်တို့ content marketing တွေလုပ်လိုက်တယ်တနည်းအားဖြင့်ကျွန်တော်တို့ social media မှာကျွန်တော်တို့ content marketing တွေလုပ်လိုက်တာ ਨੇ ကျွန်တော်တို့ရဲ့ marketing တွေဒီထိရောက်မှုရှိမရှိလူဘယ်နှယောက်ကိုတိသွားမတိသွားအဲဝယ်ယူမှုပြုတ်မပြုတ်ဆိုတာကိုကျွန်တော်တို့အချိန်နဲ့တပြေးညီပေါ့နော်ကျွန်တော်တို့ဒီဒီ real time ပေါ့ကျွန်တော်တို့တကယ်အချိန်နဲ့တပြေးညီကိုကျွန်တော်တို့သိရှိနိုင်ခွင့်နေကျွန်တော်ရှိနေပါပြီဒါကြောင့်မို့လို့ကျွန်တော်တို့ကဒီနေ့ခေတ်မှာ marketing လုပ်ရတာမရောရသည့်တိုင်အောင်ကျွန်တော်တို့ရဲ့ company product စားဖြစ်အကြောင်းကိုလူတွေအများကြီးသိရှိသွားမယ် အဲအဲ့လိုသိရှိသွားပြီးတော့မှကျွန်တော်တို့လုပ်ငန်းအကြောင်းကိုစိတ်ဝင်စားလာမယ်စိတ်ဝင်စားလာရင်လည်းမှကျွန်တော်တို့ရဲ့ content marketing ဒီပြုလုပ်ထားတဲ့အတွက်ကြောင့်မလို့တို့တွေတဖြည်းဖြည်းနဲ့ကျွန်တော်တို့ရဲ့လုပ်ငန်းကိုယုံကြည်လာမယ်ဒီကနေမှတစ်ဆင့်ဝယ်ယူသုံးဆွဲလာမယ်အဲဝယ်ယူသုံးဆွဲမှုတစ်ချိန်လုပ်ပြီးတာနဲ့နောက်ထပ်ထပ်ခါထပ်ခါဝယ်ယူသုံးဆွဲမှုတွေပြုလုပ်လာကြမယ်အဲ့ရနေမှတစ်ဆင့်တို့ရဲ့ နီးစက်ရမိတ်ဆွေအပေါင်းအသင်းတွေကိုကျွန်တော်တို့ရဲ့လုပ်ငန်းအကြောင်းကို referral လို့ခေါ်တဲ့ညွှန်းဆိုမှုတွေလုပ်ပေးနိုင်မယ်။ဒါကကျွန်တော်တို့ရဲ့ဒီ marketing ရဲ့ရည်ရွယ်ချက်တွေထဲမှာဒီအချက်တွေလည်းအများကြီးပါဝင်နေတာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ marketing လုပ်တယ်ဆိုတာရောင်းရဖို့တခုတည်းကိုတီးတန့်ကြီးအာရုံစိုက်ပြီးလှုပ်ဆောင်တာမဟုတ်ဘဲနဲ့ကျွန်တော်တို့လုပ်ငန်းအကြောင်းကိုလူတွေသိလာအောင်စိတ်ဝင်စားလာအောင်ယုံကြည်လာအောင်ဝယ်ယူမှုတွေပြုလာအောင်အဲ့ကနေမှထက်ကထက်ကဝယ်ယူပြီးတော့တခြားတခြားသောကျွန်တော်တို့သူ့ရဲ့အတိတ်မိတ်ဆွေတွေကိုလက်ဆင့်ကမ်းပြီးတော့ ညှို့ဆို့နိုင်အောင်လို့ကျွန်တော်တို့ကအဲ့အထည်ကိုကျွန်တော်တို့ကရည်ရွယ်ပြီးတော့ marketing ကိုလှုပ်ဆောင်တာဖြစ်ပါတယ်ဒီလိုလှုပ်ဆောင်လိုက်ခြင်းအားဖြင့်ကျွန်တော်တို့ရဲ့ product service တွေကိုအခုချက်ချင်း marketing လို့အခုချက်ချင်းဝယ်ယူမှုတွေမရှိခဲ့ဘူးဆိုရင်တောင်မှကျွန်တော်နောက်တစ်ချိန်မှာပေါ့နော်ကျွန်တော်တို့ရဲ့ product service ကိုဒီ customer တွေကတိရှိပြီးတော့မှဝယ်ယူနိုင်မှုအခွင့်အလမ်းတွေပို့ပြီးတော့များလာနိုင်တာပါဖြစ်ဖြစ်ပါတယ်အဲအဲ့တော့ဟိုမိတ်ဆွေအနေနဲ့စဉ်းစားကြည့်မိလို့ရတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ မိတ်ဆွေကအဲကိစ္စတစ်ခုခုကြောင့်အဆက်အသွယ်ပြုတ်မယ်ဆိုလို့ရှိလို့ရှိရင်ကျွန်တော်တို့အရင်တုန်းကတိပူးပြီးသားလူကိုဆက်သွယ်တာကိုကျွန်တော်ပို့ပြီးတော့အဦးစားပေးပြီးလှုပ်ဆောင်တာတွေ့ရပါလိမ့်မယ်အဲကျွန်တော်တို့ ਨੇ တစ်ခါမှမတိသေးတဲ့လူကိုတော့အဲကျွန်တော်တို့ဆက်သွယ်ဖို့အတွက်ဒါတွန့်ဆုံနေနိုင်တယ်ပေါ့နော်အလားတူပဲကျွန်တော်တို့ marketing လုပ်တယ်ဆိုတာကျွန်တော်တို့ရဲ့ကွန်ပစ္စည်း product service အကြောင်းကိုဒီလူတိအောင်လို့ကျွန်တော်တို့ကအရင်ဦးဆုံးလှုပ်ဆောင်တဲ့အဆင့်ဖြစ်ပါတယ် အဲ့လိုလှုပ်ဆောင်တဲ့အတွက်ကြောင့်မလို့အခုချက်ချင်းမဝယ်ယူရင်တော့မှအဲနောက်တစ်ချိန်မှဒီ customer တွေဘက်ကနေကျွန်တော်တို့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အဲသူတို့အတွက်လိုအပ်ချက်တစ်ခုခုရှိခဲ့မယ်ဆိုလို့ရှိရင် marketing လှုပ်ထားပြီးတော့သိနေတဲ့ကျွန်တော်တို့ရဲ့ product service တွေကိုအရင်ဥဆုံးဝယ်ယူဖို့အတွက်သူတို့တွေဦးစားပေးလာနိုင်တာကိုဒါကျွန်တော်တို့ထည့်တွက်ရပါလိမ့်မယ်။ဒါကြောင့်မလို့ကျွန်တော်တို့ marketing လုပ်တယ်ဆိုတာကအဲကျွန်တော်တို့ရဲ့ product တွေကိုတနည်းအားဖြင့်ဟိုသူတို့လိုချင်တဲ့လိုအပ်တဲ့အချိန်မှာအရင်ဥဆုံးစဉ်းစားလာနိုင်အောင်ရွေးချယ်မှုတွေပြုလာနိုင်အောင်ကျွန်တော်တို့ဘက်ကတကားဖွင့်ပေးထားတဲ့ဒီလမ်းစဉ်တစ်ခုပဲဖြစ်ပါတယ်။ ဲ့တော့အဲဒါဆိုလို့ရှိရင်တော့မိတ်ဆွေကဒီနေ့ရဲ့ခေါင်းစဉ်လေးဖြစ်တဲ့ topic လေးဖြစ်တဲ့ကျွန်တော်တို့ marketing ကောင်းတိုင်းရောင်းရရင်ရောင်းရဘောလားဆိုတော့ဒီရောင်းရဖို့တေချာရဲ့လားဆိုတော့မိကွန်းလေးကိုအဲအနေနဲ့အများမိတ်ဆွေရဲ့ခေါင်းထဲမှာစဉ်းစားလို့ရသွားနိုင်မယ်လို့ထင်ပါတယ်အဖြေတချို့ရသွားနိုင်မယ်လို့လည်းကျွန်တော်အနေနဲ့ယုံကြည်ပါတယ်အဲ့တော့ဒီအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတယ်မိတ်ဆွေတို့တူတူတယောက်ချင်းဒီတိုင်းကိုကျွန်တော်အနေနဲ့ကျေးဇူးအထူးပဲတင်ရှိပါတယ်တကယ်လို့ဒီဗီဒီယိုလေးကိုကြည့်နေတဲ့မိတ်ဆွေက အစီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်တယ်။ online ကနေပြီးတော့မှကျွန်တော်တို့ social media marketing ကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့ product service တွေကိုလူသိလာအောင်လူစိတ်ဝင်စားလာအောင်ယုံကြည်လာအောင်ဝယ်ယူမှုတွေပြုလာအောင်လုပ်ချင်တဲ့လူဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ထိရောက် marketing agency မှာကျွန်တော်တို့လူတွေစိတ်ဝင်စားစေမယ်ယုံကြည်လာစေမယ် content marketing service လက်တွေ့ထိရောက်နိုင်မယ်စာသားကနေငွေသားပြောင်းပေးနိုင်မဲ့ content marketing service တွေကိုစုံစမ်းလို့ရပါတယ်။တကယ်လို့မိတ်ဆွေက အဲအရင်ဦးဆုံးမဝယ်ယူပြတဲ့ဦးဆိုရင်လေကိုယ့်ရဲ့လုပ်ငန်းအကြောင်းအသေးစိတ်ကိုဆွေးနွေးပြီးတော့မှကျွန်တော်တို့ ਨੇ ဒီ content marketing အကြောင်း content marketing strategy ဒီအကြောင်းကိုကျွန်တော်တို့ဒီစိတ်ဝင်စားမေးမြန်းနိုင်ပါတယ်ကျွန်တော်တို့ဘက်ကအများတန်းကြိုဆိုနေမှာဖြစ်ပါတယ်အဲ့တော့ဒီ video လေးရဲ့အဆုံးမှာတော့ကျွန်တော်တို့ရဲ့ထိရောက် marketing agency ပေလေးကိုကျွန်တော် comment မှာ link လေးချထားပေးခဲ့ပါမယ်အဲ့ဒီကနေမှတစ်ဆင့်မိတ်ဆွေကကျွန်တော်တို့ကိုအဲကိုယ့်ရဲ့လုပ်ငန်းအကြောင်းကိုတွားကျင်တဲ့ goal ကိုယ့်ရဲ့ marketing ဒီရည်ရွယ်ချက်ဒီ objective ဒီအကြောင်းကိုဆွေးနွေးပြီးတော့မှကျွန်တော်တို့ဆီကနေအကြံဉာဏ်တွေကိုအခမဲ့ ရယူနိုင်ပါတယ်အဲအားလုံးကိုကျွန်တော်အနေနဲ့နှွေးထွေးစွာကြိုဆိုပါတယ်အဲမိတ်ဆွေတို့တူတူယောက်ချင်းဒီတိုင်းလဲအဲဘေကင်းကျမ်းမာပြီးတော့ကိုယ့်ရဲ့လုပ်ငန်းတွေကိုယ့်ရဲ့ product service တွေကိုအပြိုင်ဆိုင်နေကြားထဲမှာပို့ပြီးတော့ရောင်းရတွေကောင်းစေဖို့အဲဒီမှန်မှန်ကန်ကန်နဲ့လှုပ်ဆောင်မှုတွေ marketing လှုပ်ဆောင်မှုတွေကိုလှုပ်ဆောင်နိုင်ပါသေးလို့ကျွန်တော်အနေနဲ့ဆန္ဒပြုစုတောင်းရင်းနဲ့ဒီနေ့ရဲ့ knowledge sharing session လေးကိုကျွန်တော်ဒီနေရာမှာပဲကျန်လိုက်ပါတယ်နောက်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်ဆောင်တွေ့ကြပါဦးမယ်